ခရနီပြည်နယ်အတွင်း CDN တုံးရဲ့မိသားစုဝင်တွေကို ထောက်ပံ့ခြေပေးအပ်ခဲ့တယ်လို့ခရနီ State CDN Committee ကနိုဝင်ဘာလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုထောက်ပံ့ခြေပေးအပ်တဲ့မိသားစုဝင်တွေကကြားဆုံတွားတဲ့ပညာရေး CDN ဝန်ထမ်းတူဦး၊တက်တော် CDN ဝန်ထမ်းတူဦးနဲ့ကိုလက်အင်ကဆုံးရှုံးတွားတဲ့ပြည်ထရေးဝန်ထမ်းတူဦးရဲ့မိသားစုဝင်တွေဖြစ်တယ်လို့ဆိုထားပါတယ်။ စီရန်ကော်မတီအနေနဲ့ထပ်ပန်ကြီးတွေကိုထပ်မံပေးအပ်တော်မှာဖြစ်ပြီးရရှိတဲ့စီးရင်တွေကိုလည်းစစ်စစ်လည်ရှိကြောင်းအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကလည်းကြာဆုံးစီရန်3ဦးရဲ့မိသားစုဝင်တွေကို ခရီးနီစီရန်ကော်မတီကထပ်ပန်ကြီးပေးအပ်ခဲ့ပါတယ်။အလားတူစက်တမလ29ရက်နေ့ကလည်းကြာဆုံးစီရန်ရဲ့မိသားစုဝင်ခုနှစ်ဦးကိုစီရန်ကော်မတီကဒုတိယအကြိမ်ထပ်ပန်ကြီးပေးအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တဘာလ19ရက်နေ့မှာကြဆုံ CDN ရဲ့မီတာစုဝင်9ဦးကို CDN ကော်မတီကထောက်ပံ့ခြင်းစတင်ပေးအပ်ခဲ့တာဖြစ်ပါရဲ့ရှင်။